အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Golden Crow YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Data Storage System တွေအကြောင်းကိုကျွန်တော်ဒီတလောက်ပြောပြပေးသွားမှာဖြစ်ပါတယ် Data Storage System တွေကအာ database data warehouse data lake data lake house ဆိုပြီးတော့လေးမျိုးရှိရေပေါ့နော်အာပထမဆုံးအနေနဲ့ database ဆိုတာကကျွန်တော်တို့ application တွေ website တွေ ရေးတဲ့အခါဒီ backend မှာ data တွေကိုတိတ်နေ story system တစ်ခုဖြစ်တယ်ပေါ့အော်သူ့ကို online transaction processing ဒါမှမဟုတ် OLTP system လို့လည်းခေါ်တယ်ဒီနေရာမှာ transaction ဆိုတာကငွေလဲငွေထုတ်လောက်တာကိုပြောတာမဟုတ်ဘူးပေါ့နော်အော်ကျွန်တော်တို့ဒီ data တွေကို database တဲကနေပြီးတော့အော်ထုတ်တာဒါမှမဟုတ်တွင်းတာပြင်တာစတာတွေကိုပြောတာ ်ဒီနေ့ပြောရရင် data တွေကို create လုပ်တာ reload တာ update လုပ်တာ delete လုပ်တာတွေကိုပြောတာပေါ့ဒီတော့ database တွေက transaction query ကို run နေနေရာမှာ optimize ဖြစ်တယ်မြန်တယ်ပြီးတော့သူက present data ဒါမှမဟုတ်လက်ရှိ data တွေကိုတင်ထားတယ်ဆိုတာက application တစ်ခုမှာ user တယောက် create လုပ်လိုက်မယ်ဆိုရင် database မှာလည်း user တယောက်အစ်စ်တိုးသွားမယ် database မှာရှိတဲ့ data ကအမြဲ update ဖြစ်နေရပေါ့ database မှာ SQL နဲ့ NoSQL ဆိုပြီးတော့နှစ်မျိုးရှိတယ်ဥပမာပြောရရင် SQL database ဆို MySQL တို့ PostgreSQL တို့စတဲ့ database တွေရှိတယ် NoSQL ဆိုရင်တော့ popular ဖြစ်တာကတော့ MongoDB ရှိတယ်ပေါ့နောက်တစ်ခုက data warehouse သူကတော့ online analytical processing ဒါမှမဟုတ် OLAP system လို့ခေါ်တယ် ဘာလို့လဲဆိုတော့သူက historical data တွေကိုအဓိကထားပြီးတော့တိနေသူရဲ့အဓိကရည်ရွယ်ချက်က business intelligent dashboard တွေဒါမှမဟုတ် data analysis တွေလုပ်နိုင်ဖို့အတွက်ပေါ့ဥပမာနာမည်ကြီးရဲ့ data warehouse တွေကိုပြောရမယ်ဆိုရင် Amazon Redshift တို့ Google BigQuery တို့ Snowflake Snowflake တို့ရှိတယ်ပေါ့နော်ဒီတော့ data business data warehouse ဂျာကအဓိကကွာခြားချက်ကတော့ data base က present data ဒါမှမဟုတ်လက်ရှိ data တွေကိုတိမ့်ထားတယ်ပေါ့ CRU ဒီစားတဲ့ဒီ transaction quality တွေအတွက် optimize ဖြစ်တယ်သူထဲမှာကျွန်တော်တို့က data တွေကို normalize တွေလုပ်ပြီးတော့တိမ့်ရတယ် data warehouse ကတော့ historical data တွေကိုတိမ့်တာပေါ့ up to date ဖြစ်ချင်မှလည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့များသောအားဖြင့်ကတော့ historical data တွေကိုတိမ့်တာ analysis လုပ်နိုင်ဖို့အဓိကရည်ရွယ်တာဖြစ်တဲ့အတွက် data အများကြီးကို reload တဲ့နေရာမှာ optimize ဖြစ်တယ်နောက်တစ်ခုကတော့ data lake သူကတော့နာမည်အတိုင်းပဲ lake လို့ခေါ်တဲ့အတွက်ရေကန်နဲ့အလားတန်တူတယ်ရေကန်ဆိုတော့သူ့တဲကိုချောင်းထဲရေတွေကလည်းစီရင်စီမယ်ဒါမှမဟုတ်မြစ်တွေမြောင်းနေရရေတွေကလည်းစီရင်စီမယ်တခါတလေလည်းအမိုက်တွေလည်းပါရင်ပါလာမယ်ပေါ့ဆိုတော့ data lake ဆိုတာက data တွေကို raw ပုံစံအတိုင်း မူလပုံစံအတိုင်းပေါ့နော်တင်ထားတဲ့နေရာတစ်ခုလို့ပြောလို့ရတယ် database နဲ့ data warehouse မှာတော့ data တွေကို structure ဖြစ်အောင် row column format တွေပြောင်းပြီးမှတင်ရတယ်ဒါပေမဲ့ data lake ကတော့အော်ရေကန်နဲ့အလားတန်တူတယ်ပေါ့နော်မူလပုံစံအတိုင်းပဲတင်တယ်ဥပမာပုံနေဗီဒီယိုတွေအော် text file တွေစတဲ့ဒီ PDF file တို့ CSV file တို့အော်သူတို့ကိုမူလ format အတိုင်းပဲ data lake မှာတင်တယ် XML data lake ဆိုရင်တော့ ออ Amazon S3 ပေါ့နောက်တစ်ခုကတော့အော် data lake house အော်သူကတော့ data lake နဲ့ data warehouse ကိုပေါင်းထားတဲ့ပုံစံမျိုးပေါ့ data တွေကိုအော် data lake လိုမျိုးပဲ raw ပုံစံအတိုင်းပိတ်လို့ရတယ်အော်ပြီးတော့ data warehouse နဲ့ data base တို့ရဲ့ feature တစ်ခုဖြစ်တဲ့ဒီ asset transaction ကိုလည်းသူက support ပေးတယ် အော် example data lake တွေကို ပြောရမယ်ဆိုရင် Apache Iceberg တို့ data lake တို့အော်စတဲ့ service တွေကိုသုံးပြီးတော့ lake house တွေကိုတည်ဆောက်လို့ရတယ်။ဒီတော့အားလုံးလဲ data storage system တွေအကြောင်းကိုအကျဉ်းပြင်းတော့အော်နားလည်သွားမယ်လို့ထင်တယ်။အော်ဒီ video ထဲမှာကျွန်တော်အသေးစိတ်မပြောသွားတဲ့အော် topic တွေရှိရဲ့။အဲ့ဒါတွေကဒီ SQL နဲ့ NoSQL ဈာကကွာခြားချက်တွေအော် database နဲ့ data warehouse ဈာကကွာခြားချက်တွေပြီးတော့ဒီ asset transaction တွေအကြောင်းကိုနောက်ဗီဒီယိုတွေမှာအသေးစိတ်ပြန်ပြီးတော့ပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်